ဟယ်လိုမင်္ဂလာပါဒီ share ကဒီနေ့ KG ပေါ့နော် KG ရဲ့တယိုးလေးအကြောင်းလည်းပတ်သက်ပြီးရောမာတီကာလေးနဲ့ပတ်သက်ပြီးနည်းနည်း sharing ပေါ့နော် knowledge sharing လုပ်ရှင်လို့ပါအထက်ကတော့ပေါ့နော်ဟိုမေမေတွေပေါ့အကိုရဲ့တာသမီကိုအကြောင်းမှာအဲအကြောင်းတော့လွတ်လိုက်တယ်အဲစာရဲမရေးရဘူးစာလည်းမရေးဘူးအရေးလည်းမတင်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့နော်ထင်ထင်ကြတယ်ပေါ့နော်အခုစနစ်သက်တင်ရုံမှာကြတော့ဘယ်လိုလဲ ဘလိုတွေလုပ်နေလဲဆိုတာအဲဘလိုတွေသင်ကြားနေလဲဆိုတာကိုအဲဒီ share ရဒီမဲ့နည်းနည်းလေးပြောပြချင်လို့ပေါ့နော်အဲပညာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေသိချင်တယ်ဆိုလို့ရှိရင်ဒီ share ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးလို့ရတယ်နော်တို့ကြည့်ကြည့်မှာ ခေါင်းစဉ်ပေါ့နော်ခေါင်းစဉ်က15ခုရှိရပေါ့နော်ဒီချက်တို့တစ်နှစ်ပတ်လုံးဇော်ဇော်လာနေအဲဇန်နဝါရီလထိဆိုရင်ဒီချက်တို့ဘယ်နှလားတင်ရလဲဆိုရင်1 2 3 4 5 6 8 8လပေါ့နော်အဲ့8လမှာတစ်လမှာခေါင်းစဉ်2ခုခေါင်းစဉ်2ခုကိုဒီချက်တို့နှစ်ပတ်ပေါ့နော်နှစ်ပတ်တင်တယ်အဲဟိုပါပေါ့နော်မိမိအကြောင်းဆိုမိမိအကြောင်းပထမဘတ်မိမိအကြောင်းဒုတိယဘတ်ဆိုပြီးတော့သူကတခါလေဒီချေတို့ဘောနော်ဟို တင်ရမယ်အကြောင်းအရာကိုတစ်ခါလဲခွဲထားပေးပြီးသားပေါ့နော်သူရဲ့တင်ပြမှုပုံစံနဲ့ပေါ့နော်ကဒူမီတာဆိုဆိုလဲဒူမီတာဆိုမှာသူကပထမပတ်နဲ့ဒုတိယပတ်ဆိုပြီးတော့တစ်ခါပြန်ခွဲတယ်ပေါ့နော်အဲအဲ့တော့၄ပတ်ပေါ့နော်တစ်လကို၄ပတ်ခေါင်းစဉ်တစ်ခုကို၂ပတ်အဲ၄ပတ်ပေါ့နော်ဒီတင်ငန်းစာတွေဒီခေါင်းစဉ်တွေမှာတင်ထားလဲဆိုဒီခေါင်းစဉ်အကြောင်းအရာတွေမှာအကြောင်းအရာတစ်ခုချင်းစီဟာကလေးတွေရဲ့ပေါ့နော်ဟိုဘယ်လိုမလဲသူတို့ရဲ့ဖွံ့ဖြိုးမှုတွေပေါ့နော်သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေเนาะ physical ရုပ်ပိုင်းဆိုင်ရာတွေနောက်ကအမျိုးမျိုးပေါ့เนาะတိုးတက်လာဖို့တဲ့ခေါင်းစစ်တစ်ခုရှင်းစီရသူတို့အထွက်ကိုအများကြီးပေါ့เนาะဟိုအကျိုးသက်ရောက်မှုရှိရပေါ့ တချို့ကထင်ကြတယ်အဲ KG မတက်ဘဲနဲ့ grade 1တက်တက်လိုက်တယ်ဗောနော် KG မတက်လဲရတယ်အဲ့လိုထင်ကြတယ်တကယ်တကယ်တမ်းကျတော့လေ KG ကတက်ကိုတက်တင်နေဘာလို့လဲဆိုတော့ KG မှာတင်ကြလိုက်တဲ့အကြောင်းအရာတွေကလေတခြားအတန်းတွေမှာပါသူကတင်ရိုးတွေကချိတ်ဆက်ထားတာအဆက်ဆက်မြည်ရတီရှဲကြတော့အတန်းစုံကိုဗောနော်တင်ဖူးနေတော့အဲဒီ KG မှာ KG တက်ခဲ့တဲ့ကလေးနဲ့ KG မတက်ဘဲနဲ့ grade 1တက်တဲ့ကလေးဗောနော်ဘလို့တွေกว่าချားလဲဆိုအောင်လေအရန်နဲ့တိတ်တာတယ် ရန်နဲ့တည်တာရယ်ဘာလို့လဲဆိုတော့ဒီ KG မှာတင်ခဲ့တဲ့နော်အကြောင်းအရာခေါင်းစဉ်လေးဆိုတစ်ခုချင်းစီဆိုရင်အဲတစ်ခုချင်းစီမှာဆိုရင်သူ့ရဲ့သူ့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကအများကြီးကလေးတွေကလေးတွေရဲ့အတွေးခေါ်ပိုင်းတွေအကုန်လုံးကို तू ကဟိုဘာနော်ဆက်ဆက်ပြီးတော့လုတ်ပြီးထားတာဖြစ်တဲ့အတွက်ဒီ KG ကတက်ကိုတက်တင်တယ် မိမိအကြောင်းမှာဆိုလို့ရှိရင်မိမိအကြောင်းမှာဆိုရင်ကလေးကသူ့ရဲ့အကြောင်းသူ့ရဲ့အိမ်အကြောင်းသူ့ရဲ့မိသားစုအကြောင်းဒါတွေသူကမိဆက်ရတယ်ပြောရတယ်အဲ့တော့ပတ်ဝန်းကျင်မှာသူကဘယ်လိုခေါ်မလဲပြောရဲဆိုရဲဖြစ်လာမယ်ကကြီးကကြီးဒီပေါ်တော့ဒုမိသားစုဆိုရင်အဲမိသားစုအကြောင်းတွေပေါ့မိမိအကြောင်းနဲ့ဒုမိသားစုအကြောင်းကတော့သူဆက်ဆက်နေရပေါ့နော်ကဲဒုအကြောင်းဆိုအကြောင်းအကြောင်းဆိုရင်လည်းအကြောင်းမှာဘယ်လိုလည်လာမယ်တရှင်းနောက်ပိုင်းအဲ့လိုခေါင်းစဉ်တစ်ခုချင်းစီကိုမာတိကနဲ့တစ်ခါထပ်ပြီးရောရှင်းပြပေးမယ်နော်အခုကတော့အကြံပြင်းမယ်